producer တွေရော writer တွေရောဘို့ရင်းယုံကြည်တာပေါ့နော်။ကွာသူတို့ကရနာကိုလောက်နိုင်တယ်လောက်ဆိုဘောကအမှန်တိုင်းပြောတာ writer ရအရန်ကြီးရပေါ့နော်။မောင်ရဲချင်းရဲလို့ရတယ်။မင်းဘာဖြစ်နေရလဲ။မင်းဘာဖြစ်ချင်နေရလဲ။မောင်မီဖျားဖြစ်ချင်တာ။ပြိတ္တတွေကတော့ဒါအဲ့လိုမျိုး ဲ့လိုစကလုံးတွေကြိုက်ကြရောအဲ့အဲ့စကလုံးတွေက writer ရဲ့ဒါပညာတွေပေါ့လေသူရဲ့ diary လော့လေးပေါ့နော်အဲပရိသတ်တွေအဲ့စကလုံးတွေကြိုက်ကြရတယ်ဘိုးရဲ့ဒီတရုပ်ဆောင်လေးတွေလည်းအတိမဲ့ပြုကြရတဲ့ဘိုးကတော့အများကြီးကျေးဇူးတင်ပါတယ်ရှင်ကိုရအငားမရဖြစ်ခေါ်တော့ခေါ်ပြီးမှခုနဘိုင်လာပြီးဖြစ်နေတာလေအဲ့ဒီမိန်းမဘာလို့လဲမမြို့ပြောခင်ရဲ့စီကမ်းမှာဆေးလာစစ်နေကြတိတ်တဆမိန်းကလေးပါ ဲ့ဒါစားလဲအမမေးခေတော်ခေါ်ရခုကတိတ်ကဲကြီးရေဘုတ်တော်လည်းစူးစမ်းအထောက်အမဲ့နေရာလည်းများတယ်ဆိုတော့အဓိကကိုကတော့ကိုကအဲ့ character ကိုကြောင့်မဖြစ်မှာပြတ်သွားမှာကြောက်တာပေါ့နော်အဲလက်ခံဖို့လည်းစဉ်းစားခဲ့ရတယ်ပြီးတော့ဒီကားရဲ့ဖွယ်တော်တော်ကိုစူးစမ်းအထောက်ခင်ရတယ်ဘုတ်တော်ကဟုတ် ဟုတ်ကဲ့ဒီမောင်ဝေဖျားရဲ့ရှေ့စကိုင်းနဲ့ပတ်သက်ပြီးတော့ပြည်သက်တေးခမန်းထားခမန်းမမီရဲ့ကာရက်တာအချိုးကွေလေးလည်းပါတယ်ဇက်ရဲ့တန်ပိုးအနှိမ့်မြင့်လေးလည်းအများကြီးပါတယ်ဆိုတော့လေစနေရနေ့ယုံတင်လို့ရှိရင်လည်းပြည်သက်တေးอืมဂျင်းနဲ့အာယောင်လိမ့်မယ်လို့ဘွားတော့ထင်ပါတယ်ယောက်ျားဆိုတဲ့မျိုးဟာအရှိမသစ္စာရှိကြောင်ဘလောက်ပဲကြွေးကြော်ပြကြွေးကြော်ပြနောက်ွယ်ရောက်လို့ရှိရင်အမီးလေးတော့နည်းနည်းစားချင်ကြတဲ့သူရဲ့ချီပဲ အစတော့ကဒီကာရိုက်တာအဓိက producer တွေရော director တွေရောဘို့အရင်ယုံကြည်တာပေါ့နော်ကွာသူတို့ကရနာကိုလောက်နိုင်တယ်လောက်ဆိုဘောကလည်းအမှန်တိုင်းပြောတာ character ကြီးကအရင်ကြီးရယ်ပေါ့နော် ကြီးရယ်ဘို့တော့လည်းစူးစမ်းအထောက်အမဲ့နေရာတွေလည်းများတယ်ဆိုတော့အဓိကကိုကတော့ကိုကအဲ့ character ကိုကြောင့်မဖြစ်မှာပြတ်သွားမှာကြောက်တာပေါ့နော်အဲလက်ခံဖို့လည်းစဉ်းစားခဲ့ရတယ် ပြီးတော့ဒီကားရဲ့ဖို့လည်းတော်တော်ကိုစ조사အထောက်ခဲ့ရတယ်ဘို့အတွက်ကဟုတ်။မောင်ရဲချင်းရဲလို့ရတယ်။မင်းဘာဖြစ်နေရလဲ။မင်းဘာဖြစ်ချင်နေရလဲ။မောင်မီဖျားဖြစ်ချင်တာ။ပရိသတ်တွေကတော့ဒါအဲ့လိုမျိုးအဲ့လိုစကလုံးတွေကြိုက်ကြရအောင်အဲ့အဲ့စကလုံးတွေရဒရိုက်တာရဲ့ဒါပညာတွေပေါ့လေသူရဲ့တန်ရန်လော့လေးပေါ့နော်အဲပြိတ္တတွေအဲ့စကလုံးကြီးကြိုက်ကြရတယ် ဘိုးရဲ့ဒီတရုတ်ဆောင်လေးတွေလည်းတည်မပြူကြတဲ့အတွက်ဘိုးကတော့အများကြီးကျေးဇူးတင်ပါတယ်။မင်းကိုလာစာတစ်ခုပေးပြီးတော့တို့ရဲ့မျိုးသားအတွက်လှုပ်အပ်ချင်တာ။ဒါမင်းလုံးလုပ်ပေးရမှာတို့ရဲ့ကြပါပဲ။ရှင်ကိုရအငားမရဖြစ်ခေါ်တော့ခေါ်ပြီးမှဖြစ်ဘိုင်လာပြီးဖြစ်နေတာလေ။အဲ့ဒီမိမဘာတူလဲမမျိုးပြော။ခင်ရွှဲစည်းကမ်းမှာစည်းလာစစ်နေကြပြည့်တစမင်းကလေးပါ။ဘာဖြစ်နေစားလဲ။အာမမေးခစ်တော့ခေါ်ရော။ဟိုကတိတ်ကဲ။ ိုတို့လူပညာရှင်တွေကတော့ကိုကျူစာအထောက်လိုက်တဲ့နေရာမှာပြည်သက်တွေတိမဲ့ပြူရနေကိုတော်တော်ကိုဝမ်းသာပီတိဖြစ်နေပါပြီ။တခြားဟာတွေကတော့လည်းပြည်သက်တွေနဲ့ထတူရေခုံဖို့တော့စောင့်အောင်ပါပေါ့နော်။ဟုတ်ယောက်ျားတယောက်ရဲ့တရားဝင်မရဖြစ်ဖို့ဘာလုပ်ပါ့မလဲ။ငါ့ကိုဆရာတင်လိုက်စမ်းပါ။ Percentage ကတော့ များပါစီပေါ့ကြီးအဲဟုတ်တယ်အခုကြောင့်လေအပြိသက်တွေဒီစနေရက်နေ့ယုံတင်လို့ရှိရင်ဘယ်လို feedback တွေလာမလဲဆိုတော့အရင်ရင်ခုန်နေပြီပေါ့နော်ခုတိုင်းလည်းအများကြီးကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတော့ပြိသက်တွေအကြိုက်နဲ့လည်းထပ်တူကြမယ်လို့လည်းဘိုးယုံကြည်မျှော်လင့်နေပါတယ်ရှင်ဝင်ကြားထဲမှာပဲအိမ်တော်ချခမမမိခေါပါခဲ့တာတမီးပါမိဘကိုလည်းလှုပ်ချွေးနေလူတယောက်ပါ ကျွန်တော်မိသားစုလူမိုင်းသူမိုင်းမပြောင်းပါစေနဲ့လို့ငါချိန်တယ်ငါချိန်တယ်ဘိုးအမှန်တိုင်းပြောရလို့ရှင်အဲ့လိုနည်းနည်းလေးစိုးတာလေးကိုဘိုးလေးဟာပေါ့နည်းနည်းကြောက်တယ်ပေါ့နော်အဲ့လိုမစိုးချင်တော့ဘူးတစ်ခါကြောက်လို့ရှင်လေဒါပေမဲ့လည်းမဟုတ်ဘူးဒါဒါပေမဲ့လည်းဘိုးတို့ဒီစူးစမ်းနေတဲ့ဒီလူငယ်တွေကြတော့ဒီလိုလောက်ခွင့်ရဖို့လောက်ွက်ရဖို့ခက်ခဲတယ်ပေါ့နော်အဲ့တော့ကိုယ့်စီမှာလာတဲ့ ဒီလုတ်ပိုင်ခွေနေအခွင့်အရေးတွေကိုဘိုးတို့ကအကောင်းဆုံးဖြစ်အောင်စူးစမ်းပြရတာဆိုတော့ပြည်သက်တည်းလဲငါဆိုးတာနားလည်မှာပါလေဆိုတော့အဲစိတ်နေပေါ့နော်ဒါငါရဲ့လူပညာကငါအကောင်းဆုံးငါချပြတာပါပဲဆိုတော့စိတ်နေအကောင်းဆုံးစူးစမ်းခဲ့တာပေါ့နော်ဟုတ်မမီးနဲ့တော့နောက်တစ်ခုမမီးမမီးနဲ့လဲစင်းနေလဲလို့ခဏခဏရိုက်ရတာလေးလည်းရှိတယ်လို့ writer လဲ तू မကြိုက်မချင်းအဲ तू မလွတ်ဘူး तू ရမ်းပေါ့နော်ဘိုးလိုမျိုးစူးစမ်းခိုင်းတာရှင်ဆိုအမှတ်တရတွေပါပဲဟုတ် မလဲဆိုတဲ့ဒုဒ္ဒဆာတကယ်ကိုရှိတာပါအဲ့ဒီမိန်းမလဲတွေကမိန်းမညံကိုတုံပြီးယောက်ျားတယောက်ကိုကြံစည်အဲ့ဒီယောက်ျားပြက်ကိုပြက်ကိုလီလီကိုလည်းပြိသက်တွေကျင်းနေမယ်လို့လည်းဘုံယုံကြည်ပါတယ်မျှော်လင့်ပါတယ်လို့လည်းဟုတ်ဟုတ်ရှင်ဒီဆုံးနေရတော့ဒီကာရီတာလေးတော့ဘယ်လိုမျိုးတွေပုံစံကြတယ်အဲတကယ်ချင်းနေအားလုံးကလည်းဘို့အဲဒီလီလီဖြစ်တယ် အဲဘိုးကိုစာကျင်းနဲ့တဲအားရတယ်ဆိုတာပြောတော့လည်းဘိုးငယ်ကြီးလေးကိုလည်းကျေးဇူးပြရင်တင်ပါတယ်ပြီးတော့ဒီနေ့မှဆိုလို့ရှင်ပွဲမှာတကယ်ဝိုင်းသဘာရင်အကယ်ဒမီများရှင်တရုတ်ဆောင်အကြီးကြီးတွေအားလုံးလာရောက်ဝင်းရံတဲ့အတွက်ပြီးတော့မိတ်ဆွေငယ်ကြီးတွေအားလုံးလာရောက်ဝင်းတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့သူတို့စီကနေကိုရရှိတဲ့အချစ်ချမှုတွေချစ်ချင်းမြတ်တာတွေခံစားရလို့လေ IPT နဲ့ကိုဘဝတော်တော်ပျော်နေပါပြီဟုတ် ဘုရိုးမောင်မီဖီးယားရုပ်ရှင်စကားကြီးဟာဆနေရနေကြလို့ရှိရင်တနိုင်ငံလုံးမှာရုံတင်ပြသမှာဖြစ်တာကြောင့်အာအားလုံးလာရောက်ကြည့်ရှုအပီဖို့ဘုရားဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးပါ